မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းကလေးကြောင့်ပိုင်ဆိုင်ကြတဲ့ဥစ္စာပစ္စည်းတွေနဲ့အတူအသက်ဆုံးရှုံးသွားကြရတဲ့သူတွေကြားတဲ့ကတမိုးကြီးရန်နာပစ္စည်းတွေရောင်းဝယ်ဖောက်ကားမှုများပြားနေပြီးအဆိုပါရောင်းဝယ်ဖောက်ကားမှုတွေနဲ့အတူပရာလောကဆန်ဆန်ဖြစ်ရဆန်းတွေပေါ်ထွက်လာ မင်္ဂလာပါပရိသတ်ကြီးအခုရက်ပိုင်းအတွင်းမှာတော့ကြောင်လောကကလူတွေကြားထဲမှာထူးဆန်းတဲ့ကိစ္စတွေနဲ့ရင်ဆိုင်နေရတယ်လို့ကိုရီးကျုံကဲသူတူကပြောပြလာခဲ့တာဖြစ်ပါတယ်။ငလင်းပြိုချမှုတွေနဲ့အတူအသက်ဆုံးရှုံးသွားခဲ့ရတယ်။ငွေကြေးပြည့်စုံချမ်းသာကြသူတွေဟာသူတို့ရဲ့ပစ္စည်းတွေအပေါ်မှာစိတ်ဆွဲလန်းမှုကြောင့်ထူးဆန်းတဲ့ဘုံဘဝတစ်ခုကိုရောက်ရှိနေကြတယ်လို့လည်းထင်မြင်ယူဆမှုတွေတွေ့နေရတာဖြစ်ပါတယ်။ အစာဦးပြက်တွေနဲ့ပြိုကျနေတဲ့အစာဦးတွေကတံမိုးကြီးပစ္စည်းတွေကိုလိုက်လံရှာဖွေကြတဲ့သူတွေမြောင်များစွာရှိနေခဲ့ပြီးအဆိုပါတွေ့ရှိတဲ့ပစ္စည်းတွေကိုရောင်းဝယ်ဖောက်ကားမှုတွေပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။ကြောင်လောကမှကြောက်ပွဲစားတဦးကမန္တလေးမှာတော့ဈေးကွက်တစ်ခုစနေပြီးတချို့ဆိုရင်ရန်ကုန်တို့တခြားမြို့တွေအထိတောင်ရောက်သွားကြပြီးကြားတယ်။ ငလင်မဖြစ်ခင်ကကြောက်ပိုင်ရှင်တွေကရောင်းခိုင်းဖို့အတွက်ပွဲစားကို ပြစည်းအပ်ထားပြီးငလင်အတွင်းမှာပိုင်ရှင်ဆုံးပါသွားတာတွေတချို့ကြတော့ပွဲစားကအပြောက်ရိုက်သွားတာတွေတချို့ကကြအေးရပြိုမှဝင်ရှာကြရင်ကြောက်ထုတ်တွေတွေ့လာကြတာတွေအခုကပေါက်ဆေးတွေထက်လျှော့ရောင်းနေတာတွေတချို့ကရောင်းတာရောင်းခြင်းနဲ့ဘလောက်တန်မှန်းကိုမသိကြတာတွေနဲ့အမျိုးမျိုးမြင်တွေ့နေရတယ်လို့ပြောပြထားတာလည်းဖြစ်ပါတယ် ပရာလောကဆန်ဆန်ကိစ္စတခုနဲ့ကြုံတွေ့ခဲ့ရတဲ့ကြောက်လောကသားတဦးကလည်းသူ့စီကိုအသိဉာဏ်လေးတဦးကဆက်သွယ်လာခဲ့ပြီးကြောက်ရောင်းချင်တယ်ဆိုလို့တွားကြည့်တဲ့အချိန်မှာသူ့ညီနန်းလိုလိုပုတ်ဆော်လိုလိုနန်းလာခဲ့တာကြောင့်အဆိုပါကြောက်တွေကိုတော့မှမဝေရဲခဲ့ဘူးလို့သူ့ရဲ့တွေ့ကြုံကိုပြောလာခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်မနေ့ကနိုင်ပေါ်နေတဆင့်လူတယောက်ကဆက်သွယ်တယ်။အခုတည်းကကြောက်တွေပါလေလောက်တာဆိုတော့ဝေဩဝေတာတဲ့။အေးဝေတယ်ညီလေးလို့ အဲ့ဒါကျွန်တော်ဖုန်းနံပါတ်တောင်းလို့ကျွန်တော်ပေးလိုက်အာဒီနေ့ကျတော့ကျွန်တော်ကညနေ9ခွဲလောက်ကအဒီ52လမ်း52လမ်းဘက်ကကိုထက်ဆိုတဲ့ဒီ line မော်တီးတဲ့လူစီမှာ single fine boat တက်ကျွန်တော်သွားနေတာအာအဲ့ဒီကအပြန်ကျတော့ဖုံးဆက်လာတာအခုတည်းမနေရတဲ့ကျွန်တော်ပြောတဲ့ညီညီလေးပါတဲ့ကြောက်လေးပြကျင်တာတဲ့အညီဘယ်လာခဲ့မှာလို့ဆိုတော့58လမ်းနဲ့ဒီဘက်ကိုလာခဲ့လာ ਈ တဲ့အဲ့ဒါကျွန်တော်လည်းသွားလိုက်တယ်သွားလိုက်တော့သူကကြောက်လေးပြတယ်လက်ဆွဲအိတ်နဲ့ပြ ကြောက်တယ်ထုတ်ပြတယ်ကြောက်လေးတွေကမစိုးဘူးကြောက်လေးတွေကမှားကြောက်တယ်ဒါပေမဲ့ဖုံးမမစုံဟိုတစဒီစစုံလာမရှိနောက်ပြီးသူ့စီမကဟိုလေ fancy ထဲလို့လို့မိုးကုတ်လိုင်းလို့ကျွန်တော်ကကြောက်စိမ့်တမကြောက်စိမ့်မဲ့ကြည်တာလေအဲ့လိုဟာနေလေတွေ့ရင်တွေ့တော့ကျွန်တော်ကငါညီတို့ဒါငါညီတို့ကဘာလိုင်းလို့ဆိုတော့ဟိုတက်မဟုတ်ဘူးတဲ့ကျွန်တော်တကယ်ချင်းဟာတဲ့အာနဲ့ကျွန်တော်လည်းကြည့်တော့ငါညီတို့ဘလို့ငါညီကဘလို့ရောင်းနေတာလို့ဆိုတော့မဟုတ်ဘူးကိုတက်ကြည့်ချက်တာပေးတယ်ကျွန်တော်ဗျာပွဲစားကျွန်တော်တို့က ရက်တယ်ထင်စော်မှာပေါ့စိတ်ဝင်စားရလေကြောက်တယ်ကြည်ရလည်းမစိုးဘူးကိုအာကျွန်တော်ကြည်နေတာကြည်နေတဲ့လမ်းနဲ့လေထူးဆန်းတာကလေအဲ့ကြောက်ကိုကြည်နေတဲ့ပထမတစ်ချိန်ကလေခေါင်းမွေးတွေထောင်သွားနောက်ဘိန်းသားကလေတွေးညီနေတော့ကြည်ဆွတ်ဆွတ်နိုင်ရေကျွန်တော်ရအာခေါင်းကောင်ဟိုတာဖြစ်လို့နေမှာပါလို့ကျွန်တော်တွေ့တယ်ဒါပေမဲ့အကောင်လေးကြည့်တော့လေအကောင်လေးမျက်လုံးကလေဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်အားလေကျွန်တော်ကြောက်ကလေးကို ဲ့ဒါနဲ့ကြောက်ကြင်ကြီးတန်းတန်းနဲ့လက်နှခေါင်းလိုက်တော့ပုံမှန်စူးစူးရလဲတခါထက်ရကျောင်းကြောက်ကန်ကြီးတန်းတန်းနဲ့ကျွန်တော်ကြောက်လာအားနဲ့ငါကြီးတို့ကိုယ်နဲ့ဒီကြောက်တရားလိုင်းမတိုက်ဘူးလို့ဟာပြောပြီးကျွန်တော်ပြန်ချလာအဲ့ဒီလေးစားရှင်နဲ့ဒီဘက်ကိုပြန်လာတဲ့အချိန်မှာခွေးတွေကကျွန်တော်ကြည့်ပြီးတော့ဗျာစွန့်စွန့်ငင်ငင်ဥလာတိလာကျွန်တော်လှန့်နေတာဒါပေမဲ့တခုတော့တွေးလိုက်တယ်အော်ဒီကောင်လေးကြီးလို့ဒီစီတဏီယာရတာနေမှာလို့ ီလိုအချိန်ကပစ္စည်းဆုံးရှုံးထားတဲ့လူတိုင်းကဖြည်းဖြည်းချင်းချင်းဆုံးရှုံးထားတာမဟုတ်ဘူးအကုန်လုံးကသူတို့ပစ္စည်းတွေပေါ်မှာအကုန်လုံးကမဲတင်းနေကြတာတွေအများကြီးပဲအဲ့တော့ကျွန်တော်ပြောချင်တာလိုင်းပေါ်ကနေပြောလာပြီးချိန်ပြီးရောင်းလဲတောင်းသိအောင်လူတွေမဝယ်မိစေနဲ့ကျွန်တော်တို့ကတော့ကြောက်တယ်အမှန်တိုင်းပြောပြတာရောဘတ်တစ်ခုနဲ့လာတဲ့ပြီးတော့မှကိုယ်စီမှာအတူတူပါလာခဲ့ရင်တော့အဆင်နဲ့ပြင်းနေဘူးလက်မဲ့မန်းတော့တည်တယ်ဒါပေမဲ့မဝယ်ရင်ထားခဲ့လိုက်တော့တယ်ကြောက်လို့